ထိုင်းတိုင်းတန်တန်ပရီးမီးယားလိချန်ပီယံဖြစ်လာတဲ့အင်္ဂလန်ရဲ့အောင်မြင်ဆုံးအသင်းလီဗာပူးပရိသတ်များလုံးဝမင်္ဂလာများရွှေရောအိုင်ဘတ်ကွန်ရှီကိုအွန်လိုင်းအချင်းကနေပြန်လည်ကြိုလိုက်ပါရင်လီဗာပူးကပရီးမီးယားလိချန်ပီယံဖြစ်ဖို့ရာထိုက်တန်လို့ပါရင်တချို့မနာလိုသူတွေကလီဗာပူးချန်ပီယံဖြစ်လာမှုကိုအသိမမပြုကြပါဘူးအပုတ်ချခြင်းကြပါရင်လီဗာပူးကအာဆင်နယ်မန်စီးတီးတို့ဒဏ်ရာပြဿနာကြောင့်လုံးလင်ချလေလိုက်နေလို့လွယ်လွယ်ကူကူချန်ပီယံဖြစ်တာလို့ပြောကြတယ်လီဗာပူးကကြံအသိနဲ့ခြေချော်လို့ဖလားရတာလို့ဆိုကြတယ် ဒါဟာလက်တွေမဆန်ပါဘူးတရားမြတ်တော်ဆိုတာပြိုင်ပွဲဝင်နေချိန်မှာစီးရဲပေါင်လဲကနေချန်ပီယံဖြစ်သွားတဲ့အတင်းကိုဂုံပြူနိုင်သူတွေကလာမှားရနေတာဖြစ်ပါတယ်။ဒီဘဝကပွဲအဆင့်၃ဆန်လေးပြီးမှ82မှတ်ရထားပြီဖြစ်လို့ဒါဟာချန်ပီယံဖြစ်ဖို့တင်းပြေကျက်ပြေအမှတ်မီလာဖြစ်ပါတယ်။ရာသီကောင်ရေလဘဘူးတော့အမှတ်60ဝန်းကျင်ထိရဖို့ရှိပြီ။ဒါဟာချန်ပီယံရမယ်ဖြစ်ပါတယ်။လက်ချန်လေးပွဲမှာလဘဘူး72မှတ်စလုံးသာရခဲ့ရင်အမှတ်60တောင်ကျော်မှာဖြစ်ပြီးချန်ပီယံအသင်းတစ်သင်းရသင်းနဲ့အမှတ်ချက်ပိုရပါရမယ့်အတိုင်းမှာရင်လဘဘူးကချန်ပီယံဖြစ်ဖို့ထိုက်တန်တာမဟုတ်ပါဘူးပြင်ပြောင်းလဲရေးကာလမှာလှုပ်ဆောင်ပြခဲ့တာတွေကြောင့်လဲချန်ပီယံဖြစ်ဖို့ရထိုက်တန်တာဖြစ်ပါရင် ရန်ကန်ကလော့လုံးအသင်းသမားရဲ့အကောင်းဆုံးလေးပြားလို့ညှို့ဆို့ခံရသူထွက်ခွာသွားခြင်းမှာလီဗာပူးဟာဝါအစည်းပြည်တယ်လို့ဖြစ်မယ်ထင်ခဲ့ရတာပါ။ဆလော့ကထိတ်တန်းအသင်းတွေကိုမကင်တွယ်ဖို့ဘူး။အသင်းကလည်းကစားမအသစ်များစွာအင်အားဖြည့်တင်ထားတာမျိုးမရှိပါဘူး။နေရာဒီမှာကစားမအသစ်တွေမခေါ်ထားနိုင်ဘူး။ဒီလိုအနေထားမျိုးနဲ့လီဗာပူးကချန်ပီယံဖြစ်ခဲ့တာဖြစ်ပါရင်လီဗာအုပ်အနေနဲ့အင်္ဂလန်အမတ်ပေးချန်ပီယံအချိန်နဲ့ဆက်ရောက်ခဲ့တာဖြစ်ပြီး United နဲ့ဆန်ချင်းချင်းတူသွားပြီဖြစ်ပါရင်ဒါဟာအဆအဆရရဆလော့ကိုကျေးဇူးတင်ရမှာဖြစ်တယ်လို့ဆလော့ကိုအားပေးကြဖို့ပရိသတ်တွေကိုတေးချာမှာသွားတဲ့ကလော့ကိုလည်းကျေးဇူးတင်ရမှာပါ။ ရန်ကလော့ကသူ့နေရာမှာဆက်ခံမဲ့နီးပြအန်ဆလော့ကိုလုံးဝဖိအားတွေမဝင်အောင်မထားခဲ့ဘူးလေဖြစ်ပါတယ်။တစ်ဖက်မှာဆလော့ကလည်းရောက်ချင်းနဲ့မှာပဲယူပြသွားတာဆိုတော့အထင်ကြီးစရာကောင်းပါတယ်။ဆလော့ကအခုမှပရီးမီးယားလိကိုစာအုပ်တာဟုတ်ရဲ့လားလို့တော့အမေးယူရမလို့ပါပဲ။ဘယ်ကွေးမှာဘယ်တက်နဲ့လော်ရမလဲဆိုတာကိုကောင်းကောင်းကြည့်သိပါတယ်။ပရီးမီးယားလိမှာလည်းချန်ပီယံတရားဝင်ဖြစ်သေးပေမဲ့အချက်လက်တွေကချန်ပီယံကလည်းပါဘူးဆိုတာတရားခိုင်တော့ပါပဲ။ ဓာတ်တောင်ကိုကြွပြီးမိမိလည်းကိုလေဘာဘူးဖျက်ပြခဲ့ပုံကချီးကျူးစရာပါရန်ကလော့ဟာဒီမဲ့ကလေဘာဘူးရဲ့ကောင်းကင်ဖခင်ဖြစ်တယ်လေဘာဘူးရဲ့မင်းနက်စာပုံရိပ်ဖြစ်တယ်ဒီလိုနည်းပြမျိုးကိုဆုံးရှုံးလိုက်ရခြင်းလေဘာဘူးကိုပြန်လဲတိဆောက်ဖို့အချိန်ယူရမယ်လို့ထင်ခဲ့ရတာပါတကယ်တော့မလေဘာဘူးကမဖြစ်နိုင်မှုတွေကိုတိုက်ခိုက်နိုင်ယူပြီးလူကြံရင်ပါခံနိုင်မှာလဲဆိုတာကိုပြသခဲ့တာပဲဖြစ်ပါတယ်နည်းပြကလုံရဲ့ကံရဲ့ရှိတယ်ပြုလဲပြင်လဲတိုင်းစမှာဆာလာလိုစနိုက်ပါသမားတယောက်ရှိတယ်တိကျတည်တဲ့အဆုံးသက်စွမ်းရည်ဂုတ်ဖန်နေပေးမှုဖန်စစ်မှာဗန်လိုက်လို့နှစ်ချုပ်ဝိုင်ခံစင်မှုရှိတယ် ဒီလိုချန်ပီယံစင်နှစ်ပြည့်ဝနေတဲ့ကစားသမားတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာလီဗာပူးဟာခေတ်တစ်ခုကိုချက်ချင်းတည်ထောင်နိုင်ခဲ့တာဖြစ်ပါတယ်။လီဗာပူးဟာကစားအားဖြင့်လည်းတင်းပြေကြက်ပြေကောက်ခဲ့တဲ့အသင်းဖြစ်ပါတယ်။လက်စတာဖလားရတာကိုလူတွေကလီဗာပူးနဲ့နှိုင်းပြောကြတယ်။လက်စတာဖလားရတာကတစ်ချက်ကောင်းဖြစ်ပြီးလီဗာပူးပရီးမီးယားလည်းရသွားတာဟာနောက်ထပ်နှစ်တွေကိုထပ်မံဆိုးဖို့အစားပြုလာဖြစ်ပါတယ်။လီဗာပူးကဒီလောက်နဲ့ရက်သွားမှာမဟုတ်ပါဘူး။ပုံမအင်အားတောက်တင်းလာမှာပါ။ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာတဲ့အပေါ်ကွန်ဂရက်ချူလေးရှင်းပါလီဗာပူး ဟုတ်ကဲ့ပါမြောင်ဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှလည်းအင်္ဂါစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ